ဗင်နီဇီလာဆက်လက်တစည်းကိုတက်ခတ်ပြီးအသက်ရှင်နေသူတွေကိုအမေရိကန်ကာဂိုရေးဝန်ကြီးကအပြတ်ရှင်းခိုင်းခဲ့ကြောင်းသတင်းတွေကိုအင်ဖီရိုကငင်းဆန်သွားခဲ့ပါတယ်။အထူးစစ်ဆေးချက်တွေဟာပြီးခဲ့တဲ့သတင်းပတ်ကုန်ကစလို့ Washington Post ရဲ့သတင်းတစ်ခုကိုအကြောင်းပြုပြီးထွက်ပေါ်လာတာပါ။ Washington Post ရဲ့သတင်းကတော့စက်တင်ဘာ၂ရက်နေ့ကတိုက်ခိုက်မှုတစ်ခုအကြောင်းဖော်ပြထားခဲ့တာပါ။အထူးနေကအမေရိကန်ရေတပ်ဟာ Caribbean ပင်လယ်ပြင်မှာခုံမောင်းနေတဲ့ Venezuela လေတစည်းကိုတိုက်ခိုက်ခဲ့ပါတယ်။ နောက်တော့လေပေါ်မှာအသက်ရှင်ကြံရည်သူရှိနေသေးတာကိုထောက်လန်းသိရှိကြတဲ့နောက်ကာကွယ်ရေးဝန်ကြီးပိဟတ်ဆက်ရဲ့အမိန့်အရနောက်ထပ်တက်ခတ်မှုတစ်ခုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဟတ်ဆက်ကအသက်ရှင်သူတွေကိုချမထားပဲအပြည့်ရှင်းဖို့ကာကွယ်ရေးဝန်ကြီးဌာနဖြစ်တဲ့ပင်ဒဂုံစစ်ဌာနချုပ်ကိုအမိန့်ပေးခဲ့တဲ့အတွက်နောက်ဆက်တွဲတက်ခတ်မှုကိုအကောင့်ထဲပေါ်ခဲ့တာလို့သတင်းစာကဆိုထားပါတယ်။ဒီသတင်းဟာ American လွှတ်တော်ထဲမှာလည်းအတော်လေးကြက်ရိုက်ခတ်ခဲ့ပြီး တကယ်တော့အမှန်ကန်ရင်စစ်ရဇဝတ်မှုမြောက်တဲ့လုပ်ရမျိုးလို့ဝေဖန်မှုတွေထွက်ပေါ်လာပါတယ်။ဒီဇင်ဘာ၁ရက်နေ့မှာတော့အင်ဖြူတော်ပြည်ရေးဆိုခင်ရအမျိုးသမီးကာရိုလိုင်းလီယာဗစ်ကစက်တင်ဘာ၂ရက်နေ့ကဖြစ်စဉ်မှာအမေရိကန်ရဲတပ်ဟာပြစ်မှတ်ကိုဒုတိယအကြိမ်တိုက်ခိုက်ခဲ့ကြောင်းအတည်ပြုဝန်ခံခဲ့ပါတယ်။ဒါပေမဲ့နောက်ဆက်တွဲတိုက်ခိုက်မှုထပ်လုပ်ဖို့ဟက်ဆက်ကခွင့်ပြုပေးခဲ့တာ မှန်ကန်ပေမဲ့အားလုံးကိုအပြည့်ရှင်းဖို့တော့အမိတ်မပေးခဲ့ဘူးလို့လီယာဗစ်ကဆိုပါတယ်ရှင်။